မင်္ဂလာပါကျွန်တော် sharing လုပ်ချင်တာကတော့ကျွန်တော်နေထိုင်တဲ့ US မှာဆိုလို့ရှိရင်ပြည်နယ်လိုက်အခွန်အာကောက်တဲ့နှုံးသားရရှိပါတယ်အဲ့လိုပဲပြည်နယ်လိုက်သတ်မှတ်ထားတဲ့အ ਨੇ ဆုံးဝင်ငွေသတ်မှတ်ချက်တွေရှိပါတယ်အဲ့ဒီမှာမိမိနှစ်သက်ရာပြည်နယ်မှာနေထိုင်ရွှေပြောင်းနေထိုင်နိုင်ပါတယ်အလုပ်လုပ်နိုင်ပါတယ်ပြီးတော့အာအခွန်သက်သာခြင်းနဲ့အခုမပေးခြင်းဘူးဆိုလဲအခုမပေးရတဲ့ state 5ခုရှိပါတယ်အဲ့ဒါလေးကိုအသေးစိတ်ဒီမှာဟောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နေထိုင်နေထိုင်တဲ့ကယ်လီဖိုးနီးယားကတော့ဈေးအကြီးဆုံးနံပါတ်1 73.3ရာခိုင်နှုန်းအခွန် income tax ပေးရပါတယ်ပြီးပါလို့ရှိရင်တော့ဒုတိယအများဆုံးကတော့ Hawaii ပေါ့နော် Hawaii New Jersey uh, Oregon uh, Minnesota New York အဲ့လိုဟိုအစင်လိုက်သွားတာပေါ့နော် tax rate တွေကတော့အဲ့လိုပဲဝင်ငွေသတ်မှတ်ထားတဲ့အနည်းဆုံးဝင်ငွေ rate ကတော့ California 16%ခွဲ အဲအကောင်းဆုံး state ကတော့ဗာလဲဆိုတော့ Washington state လို့ခေါ်တယ် test free state ပေါ့နော်အဲ့ဒါကတော့16.66တနာယိုမီနီမမ် wage rate ရှိပါတယ်အဲ့တော့ခုမပေးချင်တဲ့လူတွေဆိုလို့ရှိရင် Washington မှာရွှေ့ပြောင်းနေထိုင်နိုင်ပါတယ် US မှာခုမပေးရတဲ့ state 9ခုရှိပါတယ်ကျွန်ရဲ့ video full version နားထောင်ချင်တယ်ဆိုလို့ရှိရင်နောက်ကျွန်ရဲ့ page မှာတော့မဟုတ်ရင် YouTube channel မှာနားထောင်နိုင်ပါတယ်ဒီမှာတော့90 seconds video ပဲဖြစ်ပါတယ်အသေးစိတ်ကိုအာကျွန်မ comment မှာလည်းထည့်ပေးထားပါမယ် ်အများဆုံး state ကတော့ California, Hawaii, New Jersey, Oregon, Minnesota, test free state တွေကတော့ Alaska, Florida, Texas, New Hampshire, Nevada, South Dakota, Texas, Washington, Wyoming တို့ပဲဖြစ်ပါတယ်။ Wyoming ကတော့လူအနည်းဆုံး state ဖြစ်ပါတယ်။အခုလည်းမပေးရဘူးပေါ့နော်အဲဒါကြောင့်မလို့အိမ်ဈေးတွေကလည်းကယ်လီဖိုးနီးယားကွာဆိုဈေးကြီးပါတယ် အဲတခြား state တွေကတော့သူ့ရဲ့ income နဲ့အတူတူ tax ဆက်ဆိုတော့ဈေးပေါ်ပါတယ်ဒါပေမဲ့သူ့ရဲ့ minimum wage ကလည်း925ပြပဲရှိပါတယ်အဲ့တော့အသေးစိတ်ကို ကျွန်မရဲ့ comment မှာကြည့်ပါ thank you stay tuned